လူနဲ့ကြမ်းကြမ်းနဲ့လှုပ်เสียမလို့ပါဘူးနူးနူးညံ့ညံ့လေးပဲလှုပ်ရပါခင်ဗျာဘာလို့မလို့သူအတီနဲ့ပဲဟာတာဖြစ်အောင်လို့လှုပ်တာပါမလှုပ်နိုင်ပါနဲ့တော့လှုပ်တာအသေးဆောင်တာတော့တော်ပါတယ်သူကစားစားရသူလည်းကျိုးလာတာအာတော့သူကဟာဘာရှိပါဘူးလှုပ်နိုင်လို့ပဲဥတော်လို့ရွေးချယ်ပြီးကြိုက်ကြပါမလို့လည်းသူလည်းအပေါ်လိုက်လို့နေမှာရုပ်တည်နေပဲဟာတာ စစ်စစ်သေး6000နဲ့2000ဟာညာလေးပဲကဲမိတာပါပတ်စံနဲ့အဲ့လိုကုန်သွားရဆိုဟိုဘဟိုရလားဗျာငါ့ရဲ့ပတ်စံတွေကိုမပြန်ပေးမပေးလို့တော့မင်းဆိုင်ကသေးဝါပေါက်ပြီးပြန်မယ်မြင်မှတ်ထားဟာမင်္ဂလာပါဟာမိုးစလန်လေးဖြစ်သွားတယ်ဆိုတော့အဲ့ဒါလေးကပြောပေးဟောပါဦးဒါစေတီးကြအောင်စဉ်းစားထားတဲ့အားပါပဲ။ဒါတရားတရားပေါ့အကုန်လုံးပါတဲ့လူတွေတရားတရားလှည့်ပြီးကစားရတဲ့ကစား ေသားမင်းသမီးတွေရောဒီညီမတို့လင်းလင်းတို့ရောအကုန်လုံးပါပဲအဲ့ဒါလို့ဝိုင်းပြီးတော့ပတ်ချက်လဲဝိုင်းပြီးကစားကြအပွဲပါဘေးအခုရင်ဆိုင်ရမှာတမျိုးလုံးကကြောက်ရတယ်လူမိုက်သူတို့ကမိမလူကတက်တက်ဝှက်တယ်သူကဒီအိမ်ပဲကြာရင်သူကယောက်ျားလူမိညာပဲကြာရင်တော့မိမလူပဲအဲ့လိုမျိုးလေးသွားနေနေပေါ့လေအရှင်ဘက်ကနေနေသွားတာအရှင်ကော်မတီပဲဖြစ်နေတာ သူသူ့စိတ်ပိုင်းနဲ့သူ့အသူဘုံလုံးတာမှတောင်းပါမပုံစံတော့မတူပေါ့တော်တော်အေးချမ်းမောင်ကကြတော့သူကအတီရာသားပေါ့ရင်းမြကကြတော့ဒီဘက်ကသူကမျိုးစုံရတာလေအော်အေးချမ်းမောင်ကကြတော့သူကအတီခန်းချီချီလိုက်တော့မှမသိရမှာတချို့ဟာတွေကတော့ဟိုသူတို့ရဲ့ကစားတဲ့ဟာတွေဘလုံးဘလုံးကစားလဲဆိုတော့25နေမှာလာရောက်ကြည့်ရှုလိုက်ပါ ဲ့ဘယ်လိုပုံစံဝတ်ထားရကြအိတ်ခန့်ဒီဆိုဘယ်လိုပဲဝတ်တတ်တာဂိုင်းကြုတ်လားဂိုင်းကြုတ်ချုပ်တဲ့အခါလဲချုပ်တယ်ချုပ်တဲ့အခါလဲချုပ်တယ်ဟိုရတယ်လက်ဒီညီမတို့လင်းလင်းတို့ပါပဲသူအရိကသူတို့လောက်ခိုင်းတဲ့အခါကျတော့သူကသဒနာပါလဲဆိုယောက်ျားလိုပြန်လှုပ်ဆိုတော့မှသူတို့ဒုက္ခရောက်တာတွေပေါ့လေအဲ့လိုမျိုးလေးတော့ဘာသာသူတို့ရေကူးဝတ်စုပ်ဝတ်ခိုင်းတဲ့အခါကျတော့လည်းပြဿနာတက်တယ်အဲ့လိုပေါ့အားလေးတော့ရှိပါကျန်တာပါမရှိပါဘူး အပါသူကတော့ဘယ်ပါလဲကိုမကစားခံအောင်ကိုကစားရလဲကစားခွက်လှအောင်လို့နားကြည့်ပါမစကားနော်လူနေကြဲနေနေလောက်เสียမလို့ပါဘူးနူးနူးညံ့ညံ့လေးပဲလောက်ပါခင်ဗျာဘာလို့မလို့သူအတ္တိနဲ့ပဲဟာတာဖြစ်အောင်လို့လှုပ်တာပါမလှုပ်နိုင်ပါနဲ့လောက်တာအသေးဆောင်တာတော့တော်ပါတယ်သူကစားရရသူလည်းကျိုးတာတော့အာတော့သူကဟိုဘာရှိပါဦးလောက်နိုင်လို့ပဲဥစ္စာလို့ရွေးချယ်ပြီးကြိုက်ကြပါဘူးလို့မဟုတ် သူလည်းအပေါ်လုံးလိုက်လို့နေမှာရုပ်တည်နေပဲဟာတာပြန်ဟောအာအဲ့လိုတော့မရှိပါဘူးကျွန်တော်တို့ကပြရလို့ကပိသက်အတွက်ကိုပဲပြန်ပြီးထွက်တာပါပဲဟိုနှမျောရတာတော့တော့မရှိပါဘူးဘာဖြစ်လဲဆိုတော့အလကားအများကြီးဖြစ်သွားရင်လည်းပိသက်အတွက်အကျိုးကျေးဇူးမရှိပါဘူးဟာကြာမဲ့ဟာမျိုးတော့ကျွန်တော်မထင်ဘူးဟုတ်ကဲ့ပါ25နှစ်ကြာရင်လာရောက်ပြီးရှိရှိအားပေးပါဦး